It doesn't matter whether you are a lion or a gazelle, when the sun comes up, you better be running. မင်းမင်းချင်းတဲ့ကြီးပဲဖြစ်ဖြစ် gazelle စိတ်ပဲဖြစ်ဖြစ်နေထွက်လာရင်တော့မင်းပြေးနေတဲ့။ Okay, မင်္ဂလာပါ။ဒီဆဆောကပြောလိုက်တဲ့ဥပမာလေးလို့ဒီနေ့ကတော့ it doesn't matter အသုံးလုံးလေးကိုရှင်းပြမှာဖြစ်ပါတယ်။ it doesn't matter ရဲ့မူရင်းအဓိပ္ပာယ်ကအရေးမကြီးဘူး။ကိစ္စမရှိဘူးဆိုတဲ့သဘောပါ။ ဒီနေ့တော့ it doesn't matter အသုံးအနှုန်းတွေအများကြီးတွေရမှာ weather ဆိုတဲ့အသုံးအနှုန်းလေးနဲ့ကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်။သူကတော့ဒါဖြစ်ဖြစ်ဟိုဟာဖြစ်ဖြစ်ကိစ္စမရှိဘူးဆိုတဲ့သဘောပေါက်။ဆိုတော့ဥပမာလေးနဲ့စာကြည့်ရအောင်။ it doesn't matter whether you are rich or poor you need to appreciate human rights ။မင်းချမ်းသာတာတွေဆင်းရဲတာတွေအေးမကြီးဘူး။မင်းလူခွင့်ရေးကိုသိစားဖို့လိုအပ်တယ်။ it doesn't matter whether it's true or not i won't believe it until I see with my own eyes. Mama, mama, imagine. I'm alone in it, mommy, I'm chino, name. It doesn't matter whether you are big or small, you should have a great strategy. Min kana guchi ya tira, kisamchi. Mima, piwa kongongshi puluade. It doesn't matter whether you win or lose. It's all about the effort you put in. Self satisfaction is the best result. ပင်ပွဲတစ်ခုမှမင်းရှုံးတာနိုင်တာအရေးကြီးမင်းအဲ့ဒီပင်ပွဲအတွက်ဘယ်လောက်အားစိုက်ထားရဲဆိုတာအရေးကြီးတယ်နောက်ဆုံးတစ်ချက်ကတော့ကိုကိုကိုဂျင်းနဲ့အားရမှုဟာအကောင်းဆုံးပဲကိုကိုကိုဂျင်းနဲ့အားရဖို့လိုအပ်တယ်နောက်ထပ်ဥပမာလေးတစ်ခုပါ it doesn't matter whether the, the cat is black or white as long as it catches mice ဒါလေးတွေကနာမည်ကြီးတဲ့ဆိုယိုအအဆိုအမိန်လေးတွေလည်းဖြစ်ပါတယ်မင်းကြောင်လေးကအနက်ရောင်ဖြစ်ဖြစ်အဖြူရောင်ဖြစ်ဖြစ်ရေမြေဦးအဓိကကကြောင်ခုတ်တတ်ဖို့ပဲဒီစကားလုံးလေးတွေအများစုကြားဖို့ပါတယ်နောက်ထပ်ကျွန်တော်တို့ဥပမာလေး အခုမှဆိုတာထက်ဒီကြော်ကြားတဲ့လူတယောက်ပြောထားတဲ့အစုံမင်းလေးတစ်ခုပြောပါဦးမယ်ဘသူပြောထားလဲဆိုတော့ရုပ်ရှင်မင်းသားကြီး Van Diesel ပြောထားပါဗျာ It doesn't matter whether you win by an inch or a mile winning is winning မင်းမဲမင်းနိုင်တဲ့အနိုင်ဟာတလက်မလေးနောက်နဲ့ဆော့ဆော့လေးရောက်ပြီးနိုင်တာပဲဖြစ်ဖြစ်တမိုင်လောက်ကြိုရောက်ပြီးနိုင်တာပဲဖြစ်ဖြစ်နိုင်တာဟာနိုင်တာပဲဒါအရေးကြီးဆုံးပဲ ။ဒါဆိုဥပမာကတော့ဆောဆောကပထမဆုံးကျွန်တော်ပြောလိုက်သလိုပဲ It doesn't matter whether you are a lion or a gazelle. When the sun comes up, you better be running. မင်းမင်းချင်းတိပဲဖြစ်ဖြစ်မင်းဟာချင်းတိအစာဖြစ်တဲ့ gazelle စိတ်ပဲဖြစ်ဖြစ် နေထွက်လာရင်တော့ပြေးနေတဲ့နဲ့ပြေးမနေရင်မင်းနောက်ကြမယ်အတော့မဟုတ်မင်းအစာခံရမယ် Okay so the ဥပမာလေးတွေက it doesn't matter whether အတော့တော့လေးဖြစ်ပါတယ် နောက်ပိုင်း video တွေမှာလည်း it doesn't matter ကို what သုံးပြီး where သုံးပြီး why သုံးပြီး how long တွေ who တွေသုံးပြီးတော့ပြောတတ်အောင်ဥပမာလေးနဲ့တကွာကျွန်တော်ရှင်းပြကောင်းဖြစ်ပါတယ်ဒီနေ့အသုံးနှုန်းလေးကတော့ဒီလောက်ပါပဲ it doesn't matter whether you are happy or not learn english every day improve your life every day okay thank you for watching that is all for today bye bye